ဟိုတယ်ရှိရနားမှာပဲရေလှတယ်ပေါ့တော့အမှန်ဒါဆိုလို့ရှိရင်ဒါလေစိတ်မှာဆိုတော့လေလေစိတ်လေစိတ်ပေါ့လေစိတ်ကလေစိတ်ပဲဆိုတော့အဲ့လိုမျိုးနေရာမှာတော့မှရေအကြီးလင်းပြီးလှနေလိုက်တာဝါအားလုံးပဲမင်္ဂလာပါအဲဒီနေ့ကတော့နိုင်ငံခြားခီးပြန်ထွက်မဲ့နေ့ပေါ့နော်ခါတိုင်းလိုမျိုးတော့ backpack တိုးတွေပါရင်လည်းပင်ပန်းခံပြီးသွားမဲ့ခရီးမဟုတ်ဘူး လက်ဆရီသွားမဲ့ခီဘယ်နိုင်ငံကိုသွားမှလဲဆိုတော့အိန္ဒိယသမုတ်တရားထဲမှာရှိတဲ့ကျွန်းနိုင်ငံမော်လ်ဒီဗ်နိုင်ငံပေါ့နော်အဲ့ကိုသွားမှာအာယူတို့သွားမဲ့အဲလိုင်းအာအရှာနဲ့သွားမှာပေါ့နော်အရှာကဒီဘတ်ဂျက်အဲလိုင်းကိုမှယူတို့ကတစ်ကက်ကိုအစောကြီးကြိုဝယ်တဲ့အခါကျတော့တော်တော်ကြီးကိုဈေးသက်သာပါတယ် maybe ဒေါ်လာ200 300လောက်တော့တက်တာမလားမသိဘူးအဲ့တော့ဒီလိုမျိုး low cost airline တွေဆိုလို့ရှိရင်အဆင်မပြေမှာစိတ်ပူတယ်ပေါ့နော်။ဒါပေမဲ့ Asia နဲ့သွားကြည့်ရခါကျတော့ ဝန်ဆောင်မှုလည်းကောင်းတယ်ပြီးရင်လေရင်ကလည်းလေရင်အကြီးဆိုတော့လူရောက်180ဆန်းနဲ့လေရင်ဆိုတော့အဆင်ပြေရပေါ့နော်တတောင်တတာရှိရအဲ့တော့အောက်တိုဘာမှာမင်္ဂလာဆောင်မဲ့ဇုံရွက်တွေရှိရဆိုလို့ရှိရင်မယ်ဒီကိုဟန်နီမွန်းသွားပြောင်းသွားပါလေရင်ကျေးဇူးတူတင်ရှိပါရရှင်ဟာဗန်ကောက်တောင်ပေါင်းလီစိတ်ကိုရောက်ပါပြီ အဲ့တော့မလားဖြစ်ရင်ဆိုလို့ရှိရင်တော့ဒီလိုက translate ဆိုလို့ရှိရင်ညောင်သားလေးလေးရောအဲ့ကြဟာဒါပေမဲ့ဒီခါတော့ Yes we send that baba ဟိုတယ်မှာတော့အိတ်မယ်ဒီမှာအိမ်မယ်ပေါ့နော် Canary House သူက hotel လဲ hotel service apartment လဲ apartment ပေါ့အဲ့တော့ဒီမှာတ냐အိမ်မယ်မနေ့ကမှထပြီးနေသိကြပေါ့လာခဲ့ပါแกရောက်ပြီ ဒါကတော့ Canary House ရဲ့ street ခေါ်လို့ခေါ်မှာပေါ့เนาะသူကဒီမှာ kitchen ပါတယ် kitchen ပါတဲ့ခါကျတော့ရိုးလိုတညတဲ့နေမှာမဟုတ်ဘဲနဲ့ရေရှည်နေခြင်းနဲ့လူတွေအတွက်ဆိုလို့ရှင်အဆင်ပြေကွာကိုချက်ပြုတ်စားလို့ရတယ်ပေါ့เนาะပြီးရင်ဒီမှာ twin bed လည်းပါတယ် living room လည်းပါတယ်ပြီးရင်ဒီဘက်မှာ eight bed နေရပါပေါ့เนาะ room ကတော့အာရေချိုးခန်းအိမ်သာပေါ့ဟာဒီညတော့ငါတို့ငါငါတော့အေးအေးလူလူအိတ်လို့ရပြီကဒင်းကဒင်းခွဲရမှာဆိုတော့အာရုံမနောက်တော့ဟုတ်ဆက်အခုဒီကဒင်းနှလုံးပူးပေးပါလို့ ီနေ့တော့ယူတို့နားလိုက်တော့မယ်လက်ဖက်မနဲ့အစော်ကြီးလေးစိတ်ပြန်သွားပါမယ်ကိုရေတော့ဗန်ကောက်ကနေပြီးတော့မနေ့9နာရီ15မှာလေ့ရင်ထွက်မယ်။မော်ဒီဗ်ကိုမနေ့17နာရီခွဲမှာရောက်မယ်။အဲ့တော့အေရှားနဲ့မလို့ဒီလိုမနေ့ပိုင်းရောက်တာကွာ။တခြား airline တွေနဲ့ဆိုလို့ရှိရင် ညာဘက်ကြီးရောက်သွားရရှင်အဲ့ညာဟိုတယ်မှာပတ်စပ်ပြီးပြီးအိတ်လိုက်ရမတန်ပါဘူးဘာမှမခံစားရအောင်တန်အိတ်သွားမှာလေအဲ့တော့မော်ဒရီဖီယာဟိုတယ်ကလည်းမသေးဘူးလေအဲ့ခါကျတော့အဲ့ရှာနေသွားတန်တာပေါ့နော်တနေကုန်ဒီနေ့လဲလို့ပတ်လို့ရသေးတယ်ကွတ်တီထွက်သွားပါချက်ကင်တိုင်းကွတ်တီရောက်သွားอืมမော်ဒရီဖီယာ Oh. ော့ budget airline ဆိုတဲ့ခါကျတော့အစားအသောက်မပါဘူး။ဒါပေမဲ့မှစားလို့ရတယ်ဒီမှာဒီပုံမှာ menu ရှိရယ်ဆိုတော့မှစားလို့ရတယ်ကြီးကြီးအောင်စော်မလားမသိဘူး။ဘတ်100 150ဆက်ဆိုမှာဘယ်လောက်လဲခုနဆက်တွေ့လိုက်ဆက်လိုက်မှာဆက်ကုန်မှာ200 200ပြန်ဆိုရဒါပါလို့တော့ဒီစားရိုးရယ် shopping mall တွေမှာစားရည်ဈေးထက်တောင်သက်သာနေတယ်။မကြီးဘူပါဆိုလို့ရှိရင်100ပဲရှိရတွေ့လား။ခေါင်းစက်ပြုတ်ဘူးဘတ်60ပဲရှိရတယ်။ပြင်းဆုံးက200အနေဆုံးက160 mà là chỗ nó đó rồi hay biển danh thì mình đó đi bộ mà bộ bà tao bù bì bắt tay lên đấy con con có lòng chơi

လေအာလာလိုက်တာဟာဤတင်နာလာသူကကျုံးနားမှာပေါ့နော်ဒီဟိုတယ်ရှိတဲ့နားမှာပဲရေလှတယ်ပေါ့နော်အမှန်ဒါဆိုလို့ရှင်ဒါလေစိတ်မှာဆိုတော့လေလေစိတ်လေစိတ်ပေါ့လေစိတ်ကလေစိတ်ပဲဆိုတော့အဲ့လိုမျိုးနေရာမှာတော့မှရေကကြည်လင်ပြီးလှနေလိုက်တာဝါး ့ညီတို့အခုလောလောဆယ်ညီတို့ရဲ့ဒီဘုတ်အလာကိုစောင့်ရမှာပေါ့နော်ဒီမှာခုံလေးရှာပြီးစောင့်လာအောင်ပါဟိုမှာခုံလွတ်တယ်ညီတို့အထဲကလေစိတ်ထဲမှာ ထိုင်စောင့်နေလဲရတယ်အဲ့ဒါကိုရေပြင်းကြီးမြင်ကြလို့ပြန်မနေဘူးခံအသားမဲ့ခက်လေတွေကတိုက်နေပြီစတင်ပြီးတော့မဲနေပါပြီပေါ့နော်

နန်းနန်းနန်းရောက်ပါပြီအအခုဒါရေတို့က over water suite ကိုယူထားတာဆိုတဲ့အခါကျတော့ဒီဘက်ကဟိုဒီလိုအိမ်လေးတွေဘက်ကိုလာတာပေါ့နော်သူကကျုံးပေါ်မှာလည်းအခန်းနေရှိရယ်ဒါပေမဲ့ဒီဘက်ကထူးခြားရက်ကပါလဲဆိုတော့တခြားအပြင်လူလုံးဝဝင်လို့မရဘူးဆော့ဆော့တော့ကယူတို့ဝင်ခဲ့တဲ့ reception ကလည်းတီးတဲ့ reception ပေါ့နော်အဲ့တော့ဒီဘက်ကလုံးဝ private ဖြစ်သွားတာပေါ့ဒီ club map ကကြတော့လေသူကပြင်သစ် brand ပေါ့နော်ကဘာပေါ်မှာဒီ club map brand နဲ့ resort ပေါင်း80ကျော်ရှိရယ် တော့ဥမာဖူခက်တို့မက်ဒီဗ်တို့ဘာလီတို့နောက်ဂျပန်တို့ကိုရီးယားတို့မှာဆိုစနိုးရက်ဆော့တောင်ရှိတယ်မက်ဒီဗ်ကတော့လုံးဝကိုဗီဇာမလိုတဲ့နိုင်ငံပုံလေးပေါ့နော်ဒါတော့ဤတို့အခန်းလေးပါဟုတ်ဒါကျွန်တော်တို့အိမ်မဲ့ over water suite အခန်းပေါ့နော်ကျန်နေဥမာ just ski စီးနေကြစီးအောင်လာရောက်ကြ ကျွန်တော်တို့အခုတဲတဲ့အခန်းမှာဆိုလို့ရှိရင်အဲမနက်စာနေ့လယ်စာညစာအပြင်ကိုတခြားဂျားတွေကထပ်စားလို့ရတဲ့အချိန်တွေအလုံးပေါင်းစုစုပေါင်းပေါင်းလိုက်လို့ရှိရင်ခုနှစ်ချိန်စားလို့ရတယ်ပြီးအခန်းထဲမှာအာ snack အပြည့်ထည့်ရပေးတယ်မီဒီမီနီဘားထဲမှာအာပြီး soft drink တွေလည်းထည့်ထားပေးတယ်ဒီမှာကျွန်တော်အကြိုက်ဆုံးအချက်ကတော့ open bar ပေါ့နော်အဲ့တော့အရက်တောက်ခြင်းနဲ့ဘီယာတောက်ခြင်းနဲ့ကော့သေးတောက်ခြင်းနဲ့ဆိုလို့ရှိရင်ဘားကိုသွားပြီးတော့မှတောက်ရုံပဲ အဲပြီးလို့ရှင်ပုံမိုက်တာညနေ6:00နာရီထိုးပြီဆိုလို့ရှင်ရှမ်ပိန်ဖိလို့အဲ့လင်းမားနှစ်ယောက်ရှမ်ပိန်တော့တောက်ကြအမလေးဒီမှာနော် activity တွေကဘလောက်များလဲဆိုအခု60ကျော်လုံးလို့ရတယ်အဲ့တော့ရေတို့ဒီကန်ဒီကျွန်းမှာဘလို့တွေဆက်ပြီးဖြတ်တမ်းမလဲဆိုတာကိုမနေ့ပြင်ကြရင်စောင့်ကြည့်ပါနောက်ဘလောက်မှာပြန်တွေ့ပါမယ်တတ်တာ